audio boat by anc channel ကိုအစီအမြင်ဆောင်ရနာစင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှရပါဇလန်လေးရဲ့အပိုင်းစနစ်ကိုချုံမဆက်လက်တိဆက်ပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ ရာဇဝါအိမ်မောကြနေသည့်သမီးလေးကိုငေးဆိုင်ကြည့်ရင်းပြုံးမိသွား၏။ကြည်စမ်းပါဦး။သူ့သမီးလေးကချစ်စရာကောင်းလိုက်တာဆိုတာလေ။ပါလီနှစ်ဖက်ကဖောင်းဖောင်းလေးနဲ့နှကန်းလေးကဆုထွန်နေ၏။အသားလေးကဖြူဖြူဝင်းဝင်းလေးမို့ဘာလီပဲဝွဝွလိုက်တာချစ်စရာကောင်းတယ်လို့မလိုက်ဖက်ဘူးဆိုတာလည်းမရှိ။သူ့သမီးလေးကိုသူသိဟိချစ်သည်။သမီးလေးကသူ့အသက်သူ့အသက်နှလုံးဖြစ်တယ်လို့မိတဆိုးလေးမို့အတနာလဲပေါ်သွားသည်။သမှုရိယာကိုသူချစ်ပါသည်။သို့ပေမဲ့ သူ့ရင်မဖြစ်တည်သူသမီးလေးထက်တော့ပိုမချင်နိုင်ပေ။သမုရိယာနဲ့မင်္ဂလာအတီလင်းဆောင်လိုက်ရင်သမီးကမိတွေးတယောက်ရသွားပေလိမ့်မည်။ပြီးတော့သူ့ပိုင်ဆိုင်မှုစီစဉ်ဥစ္စာတွေကခွဲဝေရတော့မည်မို့သူလုံးဝမင်္ဂလာဝဲမလုပ်ခဲ့။ပြီးတော့မင်းမေမင်းမေကမိယောက်ျားလေးလိုချင်သည်။ထို့ကြောင့်သမုရိယာကိုခလေးယူခိုင်းနေတာသူသိသည်။သူအတွက်သမှုရိယာကိုသူတေချာမှားထားထိမ့်ချုပ်ထားရသည်သမှုရိယာရုံငန်းလေးထဲထမင်းကြိုက်ဆွဲကဝင်လာရင်သ အကြည့်ကဒရင်းဘတ်ပေါ်ပလက်ကလေးအိပ်ပျော်နေသည့်ချစ်သမီးကိုမြင်တော့မျက်စာလေးပြင်မိသွား၏။မောင်လေးလဲစားလာပို့တာ။ရာဇဝါအခွန်ဆောင်သည့်စည်ရင်တွေကြည့်နေရင်မှထလာခဲ့တယ်လို့ထမင်းစားရန်ပြင်မိနေသည့်သမှုရိယာဘေးဝင်ထိုင်ကတစ်ချက်လှမ်းနှံလိုက်။ဂျာလင်းကိုမြင်ရတာအမောကိုပြေးသွားတာပဲကွာ။သမှုရိယာပြုံးမိသွားရင်မှတော်ပါမောင်ရေပိုရီတိတ်ပြောတာပဲ။တကယ်ပြောတာဂျာလင်းရဲ့ အခုလိုဒါလင်နဲ့နေနိုင်မို့ဆိုတာဘလောက်ခက်ခဲခဲ့တယ်။မောင်ကတော့ပြောတယ်။ဒါလင်ရောမပြောဘူးလား။မောင်မေကုန်းကြောင့်အရင်ဆုံးပြေးမြင်မိတာကလှလုံးကျွဲကိုပဲ။လှလုံးကျွဲကကိုနဲ့ရန်သူပဲမဲ့မိမသားချင်းမို့ဒီလောက်ထိအဖြစ်ဆိုးနဲ့တည်သွားရတာလို့တနာမိသဖြင့်မောင်ကိုမေးကြည့်မိသေးသည်။မောင်ဘာဖြစ်လို့လှလုံးကျွဲပေါ်မှာအဲ့လိုလှုပ်ရခဲ့တာလဲ။အဲ့တော့မောင်ပုံစံကိုလေဘုဖြစ်တိတ်ကြောက်မိတာပဲ။ဟုတ်သည်။မောင်လို့ရကအရန်ရက်ဆက်ရကြခဲ့သည်လေ။ ဂျာလင်းရတယ်ကွာမမကငကိုရဲမှာသူ့ကိုမချစ်ခဲ့ပဲမောင်ချစ်တာထားလဲလေဂျာလင်းကိုကြမောင်ထားခဲ့သလားပြော ထိုမီးကို ထိုစင်ကကောင်းခါခဲ့ပေမဲ့မောင်ထားခဲ့တာကိုတော့အုံနောက်ကတည်နေသည်ရန်ကုန်မှာလည်းမောင်ထားခဲ့သည်စက္ကန်းမှထွက်ပြေးပြီးလူကွဲတုံးကလည်းမောင်ထားခဲ့ရန်ကြိုးစားသည်ထို့ပေမဲ့သမုဒ္ဒရာ၏နှလုံးသားကအမှန်တရားကိုအမောင်ချကမတော်တဆဟုသာမောင်ဘက်ကနေမရမကဖြည့်တွေးခဲ့တာအခုထိပင် ဟောဖေးကြီးသမီးလေးကနိုးလာပြီကိုအေးဝရလားသမီးလေးဟမ်ဖေးကြီးရဲ့မင်းသမီးလေးအဲ့ရနိုးတော့ဗိုက်စာနေပြီမို့လားမောင်အတန်ကြမှာသမှုရိယာဟင်းကြိုက်တွေကိုပြင်လိုက်တယ်လို့ပြောလိုက်ကြီးလိုက်တော့မောင်ကသူ့သမီးကိုခြိလာတယ်လို့ခြေသမီးလေးကအဖေဖြစ်သူကတခိခိရင်ရင်လိုက်ဖက်နန်းနေတာမို့မောင်တယောက်အပြုံးနေဝင်နေဤကဲဘာဟင်းတွေလဲကြည့်မယ်ရာဇာဝါမျက်နှာကလိုမချဖြစ်သွားရင်သမှုရိယာကိုလမ်းကြည့်ဤသမီးကြိုက်တဲ့ဟင်းတွေစာ သူ့ကြိုက်တဲ့ဟင်းတွေသာပါဤ อืมမိရပါဘူးစားတော့စားတော့သမီးကငိုကလေးမှာအရွယ်နဲ့မလိုက်အောင်တီလွန်လာမို့သူစားနေကြလေးတွေမဟုတ်တော့ထငူတော့သည်ဘလို့ဖြစ်တာလဲကြားလဲဩမောင်ရဲ့မောင်နဲ့တခါတလေမောင်ကြိုက်တာလေးတွေစားစီခြင်းလို့ပါမောင်သမီးကြိုက်တယ်ကြီးပဲလိုက်စားနေရတော့တမင်မောင်ထွက်ချက်ပေးခဲ့တာရာဇာဝါချစ်ခနဲ့ဆုတ်သက်လိုက်မိရင်မအပေါ်တွေပါပြောရင်ပြောတဲ့အတိုင်းပဲလှုပ်ဆမ်းပါသမီးကအရေးကြီးဆုံးပဲဆိုတာမသိဘူးလား လူကြီးကဘလို့ဆဆရရတယ်။သမီးကခုမှကလေးပဲရှိသေးတာ။ကြီးထွားဖွင့်ပြို့ဖို့အဟာရတွေပို့လို့အပ်တယ်ဆိုတာနားမလည်ဘူးလား။ဟွန်းဖေးဟွန်းဟွန်းတိတိတိသမီးလေးမငုံနဲ့နော်။ဖေးကြီးနဲ့ဒီမှာသွားဆကြမယ်ကဲလာဗျာ။သူသမီးကိုချီပြီးထားရလိုက်ဒီမောင်ကြောင့်။သမှုရိယကဗျာငရာထားရရင်မောင်ဒါရီယောတုံပြစ်လိုက်ကွာဖဲ့ဖဲ့ သမူရိယကိုလေးကိုတွန့်တိုက်ခါထွက်သွားသည်မို့နေရာရင်တောင်းတောင်းလေးရကြငယ်ရင်ပားပြင်ပေါ်မျက်ရည်ကြတော့ပါစီကြလာရသည် မောက်အကြိုက်တွေပဲစေတနာအပြည့်ဖြင့်ပင်ပင်မမန်းချက်ပြုတ်လာခဲ့ရတာကို နားမလည်ဘူးလားကွယ်ဒီမိမကမောက်ကိုဘလောက်ချစ်လိုက်တယ်လဲတော်ပလဲသည်သမူရိယပုံစံကိုကြည့်ရင်မှစိတ်တိုင်းမကြသလိုမျက်နာကရှုံ့မဲ့သွားရသည် ခလေးယူပါယူပါဆိုတာကိုအခုထိမယူရသေးသေးပဲရှားစာဝါဟုံငဲ့နေကြောင်လီညီအေးပြောဟာကြက်လိုက်တာပါကိစ္စကလင်းယူရရတော့ တမူရီကတပြင်းချမင်းရင်မအကျော်ရဲ့အကျော်လည်းမအောင်ချောင်းတိတာပဲသူမကြိုက်ဘူးဆိုသွားလို့လို့မရဘူးပြီးတော့တမူရီရောက်ကြောက်မောင်စိတ်နှောက်ရှက်မဖြစ်စေချင်ဘူးဒေါ်ပလဲဒီတမူရီရကိုအားမလို့အားမရဖြစ်သွားရသည်ဒါမျိုးကြာလှလုံးကျယ်ကသာသည်ပညာတတ်ဖို့သူမှန်နေထရင်လို့ရဲကြရဲ့သည်ညီရေလှလုံးကျယ်နေမှာတခြားစီကျွဲတော့ကကြတော့ထက်လုံးလို့စိတ်တူနေရတာညီကြမအောင်မနှွေးနဲ့ သမှုရိယာမျက်နှာလေးကတင်းချီသွားသလို။"အိုး၊သူနဲ့သမှုရိယာနဲ့ကဘာဆိုင်လို့လဲ။တခြားစီ။ခလေးမွေးတာလွယ်ပြီ။ဘာများသုံးဝင်ခဲ့လို့တော့။မခံမြင်နိုင်ဖြစ်သွားသည့်သမှုရိယာပုံစံကိုကြည့်ရင်"ဒေါ်ပလေးဒီခြေထောက်ကိုပြင်ချိတ်လိုက်ကခဟဟလှောင်ရည်။သမှုရိယာသမှုရိယာညီအရန်ကောဤ။ဘာလဲ။သားမြုပ်ဥဖြစ်လာလား။သူတိတ်တော်လုံးလို့ဆိုပြီးချင်နေတာသူ့နောက်မှာလေနောက်ခံဖြစ်တဲ့ငါပြီးတော့ ချက်စုံကွက်ကမိတောင်နေတဲ့လှလုံးကျယ်လို့ဇနီးမျိုးသာမရှိရင်အရာရှိစာမွေးပဲဖြေနေကြသူတွေအများကြီးတယ်မှာသူပါလာပါလားမင်းကသားကိုအိယာဘောလောက်ပဲကျင့်နှက်စေတာပါ诶သမူရီယာအောက်နှခန်းကိုတင်းတင်းဖိကိုင်းမိသလိုဝဲတက်လာတဲ့ညက်ရည်စားတွေကမျက်တောင်ဖြင့်ပုတ်ခတ်ခဲရှားနေရသည်မှာအနိုင်နိုင်မင်းပြောကျင်ကြသည်ကကိုကဘာရည်ချင်းမှမရှိတဲ့မိမပေါ့ဈာစားဘွားညစာစားပွဲတစ်ခုရှိသည်မို့အပြင်းသွားရန်ပြင်ဆင်နေခြင်းမင်း တမီးကိုတော့မူမူကပြင်ပေးနေသလိုမူမူကခလေးထိန်းထဲမှာဆိုလှလုံးကြဲလူမှုစိတ်တော်ချရာသည်တိုက်ပုံကိုအပေါ်ကထွက်ဝင်နေစဉ်သမုရိယာကသူ့ရှုဖနက်ကိုယူလာပေးသည်မောင်ခုသွားမှာဘာပွဲလဲရင်ဟွန်းမောင်တို့တငယ်ချင်းတွေတည်းရပဲသူကခုကောက်ပုံကိုစလဲလीမိမရသွားပြီဆိုတော့ဧကန်လာပေါ့တငယ်ချင်းတွေပါပဲอืมစဘာအဝယ်တို့ဘာလို့တော့များတယ်သူတို့မိမကြီးလည်းပါလာကြမှာပေါ့သမုရိယာမောင်ကိုတစ်ချက်ကြည့်မြင်ရင်မှ ဒုလဲလိုက်ခြင်းနဲ့နောက်စနီးပဲဟာဆရာသာဝဖြေရချက်သွားရင်မှဟန်ဆောင်လုံးလိုက်နှောခေါ်ကြမှာလေဟိုမအင်္ဂလိပ်လူတွေကြီးပဲပြောကြမှာလေဒါလည်းခံကြောင်းနေလိုက်မယ်တမူရီယာမျက်နှာလေးငယ်သွားသလိုမကျေနပ်မနှက်ဖြင့်စူပူလိုက်လှလုံးကျယ်တော့ကကြတော့ဒီလိုပွဲတွေအမြင်လိုက်တယ်မဟုတ်လားဆရာသာဝချစ်ခနဲ့ဆုတ်တက်လိုက်နေသည်ဟာသူကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်ကွာတေဗေမန်နာအစတစ်တိရဲ့မိမ တည်ပြီးသားလို့ဆွတ်ထက်မနေစမ်းပါနဲ့ကွာကဲမမူရေးသမီးကိုပြင်လာပြီးလားပြောလဲပြောသမီးစီလျှောက်လာရင် ရာဇာဘွားမျက်နှာမှာအပြုံးနေပေါ်လာ၏ချမိန်လေးနှင့်ရင်ပုံးလေးနှင့်ဖြူဖြူဖွေးဖွေးလေးမို့ပကွက်လေးကွက်ခါသမီးလေးကချစ်စရာလေးဖြစ်နေ၏ဖေးသမီးလေးကချစ်စရာလေးဗျာလာလာဖေးစက်ပေါ်တက်လိုက် သူသမီးကိုလည်းကုတ်ပေါ်တင်၍သားဟွားနှစ်ယောက်ပြုံးပြော်ကထွက်သွားတာကိုကြည့်ရင်သမူရီယာမျက်နှာလွှဲလိုက်မိ၏လာလွန်းကျွယ်စီရနေလူယူပြီးရရှိခဲ့တာ မောင်နေမက အပူတွေတောကာတွေပရိဒေဝမိတွေပါလက်ခံကြရတာပဲ။ဦးမြင့်ကျွဲဆွေးချင်းလေးတဲ့ခြံမထွက်သည့်အသီးလေးတွေစုထဲကရိတ်ငုံလိုထွက်လာခဲ့သည်။အစားစရာလေးတွေလည်းဝယ်စုထားတာမို့မိမာလေးချိန်မှအသေးချာပဲ။ဇာဇာဘွားသည်လာလုံးကျဲဤအာသူဘကိစ္စတွေပြီးစီးသွားသည်နှင့်အကုန်ပြက်ပြက်ကအဆက်ဆံမရှိတော့။ထို့အတူသမှုရိယကိုပါအိမ်မော်ခေါ်တင်ထားလိုက်သဖြင့်ဦးမြင့်ကျဲအတွက်မခန့်ကြီးမခန့်သာဖြစ်မယ်ဆိုလည်းဖြစ်စေရပဲ။သို့ပေမဲ့မိမာလေးကိုတော့ချစ်သည် တမီးချန်ထားပေးခဲ့သောတန်ဖိုးကြီးလူသားလေးမဟုတ်လားအခုလဲဒုက္ခရိပ်မြုံရှည်ရောက်လာရင်သူ့ကိုမြင်မိမဲ့ခြံဆောင်တော်ရောင်ခမရတကားချက်ချင်းမဖွင့်ပေးရဲပဲပြတ်တီးပြောရသေးသည်အတန်ကြာမှတကားပွင့်လာရင် သူလဲအိမ်ထဲဝင်လာခဲ့သည်လာပါကိုမြင့်ကျော်ထိုက်မှာတားတော့ဒီနေ့အခွန်နဲ့စစ်စရာရှိလို့ကြားမယ်ထင်တယ်ဦးမြင့်ကျော်အိမ်ထဲတစ်ချက်ဝေးကြည့်လိုက်ရင်မှကျုံမီးလေးနဲ့လာတွေ့တာပါတော့ပလဲသည်ပြုံးလိုက်ရင်မှ ခါတိုင်းဆိုတွေ့ရမှာမဟုတ်ဘူးကိုမြင့်ကျေသူသမီးကိုဘဲတော်တော်ခေါ်သွားတာဒီနေ့အလုံများမှာဆိုပြီးမထားကျင်ထားခင်နဲ့ထားခဲ့တာမူမူရေးမူမူခလေးခေါ်လောင်းတိတ်မကြလိုက်သူ့စီရောက်လာတော့မြီးမလေးကိုကြည့်ရင်ဦးမြင့်ကျွဲရင်နဲ့လှိုက်ခနေနေအောင်ဝမ်းသာကြည့်နူးသွားရသည်ညီလေးကြီးမညီလေးတို့လေဖိုးကအယုတ်တွေရောအသေးတွေပါပါလာတယ်သိလားသွေးသားတန်ရောစဉ်ဆိုတာဒီလိုမျိုးထင်ပါရဲ့မတွေ့ဘူးသည့်ဖိုးရီကိုစိတ်နေတာမျိုးမရှိပဲညနာလေးရာချိုသည် ရာဇဝါ post ကားလေးကိုခြံထဲဝင်လာရင် ကားဟော်ကဆင်းလိုက်သည်ညင်မြင်လိုက်ရသည့်မြင်ဝန်းကြောင့်ရင်းနှဲဒိငနေဖြစ်သွားရသလိုစိုးရင်ထိတ်လန့်သွားရသည်ခြံထဲချီမြခင်ပေါ်အတူဆော့နေသည့်သမီးလေးနှင့်ဦးမြင့်ကျွယ်သမီးဒီယိုလာသူ့အတန်ကြတော့လှည့်ကြည့်လာရင် သူ့မြင်တာနဲ့သမီးကပြေးလာ၏သမီးကိုဆက်ခနဲ့ကောက်ချီလိုက်ရင်မှသူ့ကိုမြင်တော့တီတင်းသွားသည့်ဦးမြင့်ကျွယ်ကိုခတ်ဆူဆူကြည့်မိ၏နောက်တစ်ခါမလာပါနဲ့ ချုပ်သမီးရဲ့လာမပတ်သက်ကြနဲ့တော့။ဦးမြင့်ကျွဲအန်ကိုတင်းကလေးချိန်မိရင်မငါသမီးရမွေးခဲ့တဲ့ငါကြီးပါကွ။အဖိုးကြီးကျုပ်မရိုင်းချင်ဘူးနော်။ထပ်ပြောမယ်။ကျုပ်သမီးမှာသူ့အဖေတယောက်လုံးရှိတယ်။ဘာမှမလို့။သမီးကိုခြိထားရင်အိမ်ထဲဝင်လာရင်ပြင်မိမယ်။နောက်ပွားမှာဦးမြင့်ကျွဲစကားကြောင့်သူ့ခြေလန်းတွေတုန်ကနေဖြစ်သွားသည်။မင်းလည်းသမီးမွေးထားတာပဲရစားပွား။ဖခင်တယောက်ရဲ့ခံစားချက်ကိုနားလည်ပါပါ။ ခုရင်သွေးကမှအဖိုးတန်ရချီရဲ့လုံမနေနဲ့။မြင်မိပါမစို့။သူတို့ရင်သွေးကသူတို့အတွက်အဖိုးတန်ဆုံးပဲ။ရာဇာဝါနှခမ်းကိုမဲ့ချပြည့်ဤ။မဟုတ်ဘူး။မှားသည်။ဒီအဖိုးကြီးလုံးဝကိုမှားရင်သည်။သူ့သမီးကလမ်းဒီကဈေးတယ်ရဲ့ကလေးမဟုတ်တလို့။ကာမန်ကျောင်းစီယာလာကဆောင်ရဲ့ကလေးလည်းမဟုတ်။သူ့သမီးကမြို့အုပ်မင်းရဲ့တူဦးကြီးတော်သမီး။ကြည်ကြည်တက်ချမ်းသာသည့်ရိတ်ညိုဤစက္ကန်သူပညာတတ်မျိုးယိုကဘာပေါ်မှာသူ့အတွက် သူ့သမီးကသာအဖိုးတန်ဆုံး။ ်ထိုနေ့ကတအိမ်လုံးရာဇာပွားနဲ့စကားများကြရသည်ဒေါ်ပလဲတီအပါဝင်သမှုရိယာကစာခြံဆောင်ငွေဆုံးအကုန်ပြောခံရသည်ရာဇာပွား၏စိတ်ထဲဦးမြင့်ကျွဲရသူသမီးလေးကိုလာများခိုးသွားမလားတွေးကြောင်နေမိ၏သူသမီးမွေးထားသည်ဆိုပြီးခလေးခိုးသွားလင်မဖြစ်ဘူးဖြစ်ဘူးဒီဖိုးကြီးကိုတခုခုလုံးမှဖြစ်လိမ့်မယ် ဟုတ်တယ်ပါဇလန်လေးရဲ့အပိုင်း7ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။အပိုင်း73ကိုမကြခင်မှာတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ဆက်လက်ဆောင်မျှော်နှားစဉ်အားပေးကြပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။